ဒီနေ့မှာတော့ရှီဗန်ညာကတတိယပြစ်မှတ်ဖြစ်တဲ့ရှိုင်လက်ကိုလက်စားချေမှုပြီးဆုံးသွားတဲ့နောက်မှာဂျန်နီသေးတဲ့ပြစ်မှတ်တွေတဲကဘသူ့ကိုဆက်ပြီးလက်စားချေသွားမလဲဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်။ဝီပြိုမဲရဲ့ဂလဲစားအပိုင်း32ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ျွန်တော်တို့ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတိတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားအစုံကိုတင်ဆက်ပေးသွားမယ် Recapout ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ ရှီဗန်ညာလဲရှိုင်းလက်ကိုမီးနဲ့မှုတ်ကတိုက်ခိုက်တပ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့မွေသွင်းကိုပြောင်းကစာရီစက်ယုံကြီးတဲ့ကနေထွက်သွားခဲ့ပါတော့တယ်။ရှီဗန်ညာကန်ကောင်းသွားခဲ့တာကရီတစ်ကသူ့ကိုနောက်ကျောပတ်အနေထားနဲ့သာတွေ့မြင်သွားခဲ့တာကြောင့်အသွင်ပြောင်းမွေမကသူ့မဖြစ်မှန်းမသိရှိခဲ့တာဖြစ်ပိုင်းအဲဒီနောက်ရှီဗန်ညာကဝပြူကျောင်းမှာစီရှာကိုလာရောက်တွေ့ဆုံခဲ့ပြီးသူမအနေနဲ့မိဘတွေအတွက်တတိယမြောက်ဂလက်စာအဖြစ်ရှိုင်းလက်ကိုတပ်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်းပြောပြခဲ့တာကြောင့်စီရှာလည်းဝမ်းသာသွားခဲ့ပါတယ် ဆက်ပြီးတော့ရှီဗန်ညာကရီတစ်ကတော့ရှိုင်လက်ကိုတပ်ဖြတ်နေတာကိုတွေ့မြင်သွားခဲ့ပြီးသူမရဲ့နောက်ကျောဘက်ကနေသားမြင်တွေ့သွားခဲ့တာကြောင့်သူမမှန်မသိခဲ့လို့ကန်ကောင်းသွားခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲဒီနောက်စီရှာကရီတစ်အင်ကိုပြန်မရောက်ခင်အင်သားတွေမသိအောင်မြ мян ပြန်ဖို့အတွက်ရှီဗန်ညာကိုသတိပေးပြောဆိုခဲ့တာကြောင့်ရှီဗန်ညာလည်းအင်ကိုပြန်လာခဲ့ပြီးပူဇော်ပွဲမှာဟန်မပြက်နီးနီးခဲ့ပါတော့တယ်။ရှီဗန်ညာပျောက်သွားခဲ့တာကိုရာဂီဂျာပါဝင်ဘသူကမှမယိတ်မိခဲ့ပါဘူး။ဆိုပါချိန်မှာပဲ ရီတက်ကညနာမကောင်းစွာနဲ့ပြန်လည်ရောက်ရှိလာခဲ့ပြီးရှိုင်လက်ကဝေမရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရပြီဖြစ်ကြောင်းပြောပြလိုက်တာကြောင့်အားလုံးကလည်းထိတ်လန့်သွားခဲ့ရသလိုရာအီဂျာကဝေမကဘသူလဲဆိုတာကိုရောမြင်လိုက်ရလားလို့မိမြန်ခဲ့ရမှာတော့ရီတက်လည်းသူမမြင်လိုက်ရကြောင်းပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ရန်ယာတယောက်ခင်မွန်းဖြစ်သူသိဆုံးသွားရတဲ့အပေါ်မှာဝမ်းနဲ့လုံးလို့မေးလဲချသွားခဲ့ရပါတယ်ရာအီဂျာကတော့ပထမဆုံးဗီရန်နောက်တော့ဆူရီ အခုတော့ရှိုင်လန်းတယောက်ပြီးတယောက်မွေမရဲ့ဂလစားချင်းဖူတွေကပြင်းထန်နေကြတာကြောင့်သူလည်းကဘယ်တော့များဖြစ်လာမလဲဆိုပြီးအတိတ်ရဲ့မကောင်းမှုတွေကြောင့်ထိတ်လန့်နေခဲ့ပိုင်းစီရှာကတော့အရှင်ထံမှာဝမ်းသာစွာနဲ့ပူဇော်နေခဲ့တဲ့မြင်းကွင်းကိုကာတာကာကတွေ့မြင်သွားခဲ့ပြီးမင်းမြန်ခဲ့ရာစီရှာကရှိပညာအနေနဲ့တတိယမြောက်ဂလစားချင်းမှုကိုအောင်မြင်အောင်ပြုလုပ်နိုင်ခဲ့ပြီဖြစ်လို့ပျော်ရွှင်နေရကြောင်းပြောဆိုခဲ့ပိုင်း စီရှာက ရှီဗန်ညာရဲ့မိဘတွေကတကယ်တော့သူမရဲ့မိဘတွေထက်တောင်သူမကိုအနီးကပ်ဆောက်ရှောက်ပေးခဲ့တဲ့သူတွေဖြစ်ကြောင်းရှီဗန်ညာနဲ့သူမကိုဒန်းတူထားကချစ်ခင်ပေးခဲ့ကြောင်းဝမ်နေစွာနဲ့ကတ္တာခါကိုပြောပြနေခဲ့ပါတယ်။စီရှာရဲ့မိဘတွေကသူမတို့မွေတိုင်းဝိုင်းမှာခွင်လွတ်လို့မရတဲ့ကိစ္စတစ်ခုကိုပြုလုပ်မိခဲ့တာကြောင့်နေနေတန်းအပီးခံရတာကြောင့်ရှီဗန်ညာရဲ့မိဘတွေကပဲညီမဖြစ်သူရဲ့သမီးဖြစ်တဲ့စီရှာကိုငယ်စဉ်လေးကတည်းကသမီးရင်းလို့ဆောက်ရှောက်လာခဲ့တာဖြစ်ပါတယ်။ တရက်သမီးဖြစ်သူကိုမတွေ့တာကြာပြီမို့အမားဖြစ်သူထံတိတိစိတ်ရောက်လာခဲ့တဲ့စီရှာရဲ့မိခင်ကသမီးဖြစ်သူကိုခဏခေါ်သွားပြီးပြုစုစောင့်ရှောက်ကာသမီးဖြစ်သူအတွက်အချိန်ပေးချိန်ကြောင်းပြောဆိုလာခဲ့တာကြောင့်ရှီဗန်ညာရဲ့မိခင်ကလည်းစီရှာကိုသူမရဲ့အမိနဲ့လိုက်ခွင့်ပြုပေးခဲ့ပါတယ်။စီရှာအနေနဲ့အဆိုပါနေကသူမရဲ့ဒေါ်ဆိုလဲဟုတ်မွေးစားမိခင်လည်းဖြစ်တဲ့ရှီဗန်ညာရဲ့မိခင်နဲ့နောက်ဆုံးတွေ့ခဲ့ရတာဖြစ်ပါတယ်။ အချိန်တွေကြာမြင့်သွားခဲ့ပြီးစီရှာနဲ့သူမရဲ့မိခင်တို့ပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ရှီဗန်ညာလေးကသူမရဲ့မိဘတွေကရိုက်တာတို့လူစုရဲ့တပ်ဖြတ်တာကိုခံလိုက်ရတာကြောင့်ဝမ်းနည်းစွာနဲ့ငိုချွေးနေခဲ့တာကိုသာတွေ့မြင်ခဲ့ရပါတယ်။ဒါကြောင့်ပဲကာတာခါကစီရှာရဲ့မိခင်အားစီရှာကိုရှီဗန်ညာနဲ့အတူတူဖျားเจ้าမှာပဲထားခဲ့ဖို့နဲ့ရိုက်တာတို့ကိုပြန်ပြီးတော့ဂလက်စားချေက မွေမြူတဲ့ရနာကိုပြန်လည်ရယူသွားနိုင်ဖို့လူတွေရဲ့အကြောင်းလောကကြီးရဲ့အကြောင်းကိုသင်ကြားပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ အဲဒီနောက်စီရှာကသူတို့ရဲ့နောက်ထပ်အစီအစဉ်ကပစ္စပမြောက်လူသက်သမားကိုရှာဖွေပြီးတပစ်ဖို့နဲ့စတုဒ္ဒမြောက်လူသက်သမားဖြစ်တဲ့ရိုင်ဂျာကိုတော့နောက်ဆုံးအနေနဲ့ဂလက်ဆာချီပြီးရင်တော့ဘန်နိုင်ကိုရောက်ပြီလို့ကတ္တာခါကိုချိန်နှက်စွာနဲ့ပြောဆိုနေခဲ့ပါတယ်။တဖက်မှာလည်းသမီးဖြစ်သူလည်းသိဆုံးသွားခဲ့ပြီးခင်မွန်းတဲ့ကလည်းမရှိတော့ဘီဖြစ်တဲ့ရိုင်ဂျာကိုရိုင်ဂျာတို့ကဘယ်မှထွက်မသွားပဲသူတို့နဲ့သာနေထိုင်ဖို့အားပေးပြောဆိုနေခဲ့ပါတယ်။ မွေမကိုဘလို့ပြန်ပြီးလက်တုံပြန်ရမလဲဆိုတာကိုအကြံအိုက်နေခဲ့တဲ့ ဖခင်ဖြစ်သူရိုင်ဂျာကိုရီတစ်ကသူမမွေမကိုအထီရောက်ဆုံးပြန်ပြီးတော့တုံ့ပြန်နိုင်မဲ့ပစ္စည်းတစ်ခုရှိကြောင်းပြောပြခဲ့ရမှာတော့ရှီဗန်ညာအပါဝင် အားလုံးကလည်းအံ့ဩသွားခဲ့ပါတယ်။ရီတစ်ကသူစီမရှိတဲ့ပစ္စည်းကမွေမပိုင်တဲ့ပစ္စည်းဖြစ်ပြီးအဆိုပါရာနဲ့ပဲမွေမကိုမျှပြီးဖမ်းဆီးရမှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ရီတစ်ရဲ့စကားကြောင့်ပဲဂျာမနီကနတ်ဆီယာမကြီးပြောပြခဲ့ဘူးတာကိုသတိရသွားခဲ့ကဒါကတော့ ွေမပိုင်တဲ့ပစ္စည်းတစ်ခုခုကိုရတာနဲ့နဆရာမကြီးကသူ့စီကိုယူလာပေးဖို့နဲ့အဲ့ဒီပစ္စည်းနဲ့မွေမကိုမျှပြီးဖမ်းဆီးနိုင်တယ်လို့ပြောပြခဲ့ဘူးကြောင့်ရိုက်ဂျာကိုပြောဆိုနေခဲ့ပိုင်းဂျာမနီကရီတက်စီမှာရှိတဲ့ပစ္စည်းကဘာလဲလို့တားဖြစ်သူကိုမေးမြန်းခဲ့တဲ့အခါရီတက်ကဒါကမွေရူရဲ့ဖြစ်တည်မှုအတွက်မရှိမဖြစ်အရာဖြစ်ကြောင်းသူတို့အတွက်လည်းသိကိုအေးပါတဲ့အရာပါလို့ပြောဆိုခဲ့တာကြောင်းရှီဗန်ညာလည်းသူမထံကနေဘာဖြစ်စီများပျောက်သွားရလဲဆိုတာကိုစဉ်းစားမရဖြစ်နေခဲ့ပါတယ် ။ဒါကြောင့်ပဲရှီဘန်ညာကအာလုံရဲ့လက်မှာဝူပြူချောင်းကိုထွက်လာခဲ့ပြီးဂါတာခာစီရှာတို့နဲ့လာရောက်တွေ့ဆုံခဲ့ကရီတစ်တို့ကနတ်ဆီယာမာကြီးစီကိုသွားပြီးလုဆောင်မဲ့ယာရီကိုပြောပြခဲ့သလိုရီတစ်ရဲ့လက်ထဲမှာလည်းရောက်ရှိနေတဲ့ပစ္စည်းကဘာလဲဆိုတာကိုစဉ်းစားလို့မရကြောင်းပြောဆိုခဲ့ပါတယ်။စီရှာလည်းတစ်ချက်စဉ်းစားလိုက်ရင်ရှီဘန်ညာကိုတိတ်ချာကြည့်ရှုလိုက်တော့ရှီဘန်ညာရဲ့ဥကောင်းမှာသူမတို့အသွင်ပြောင်းမှုတွေဝှစ်စင်နေမန်တီကာဆိုတဲ့ယာလီကမရှိတော့တာကိုသတိထားမိသွားခဲ့ပြီး ရီတရဲ့လက်ထဲမှာရှိနေတယ်ဆိုတာကဒါပဲဖြစ်ရမယ်လို့ပြောဆိုခဲ့ပါတော့တယ်။ဒါကြောင့်ပဲရှီဗန်ညာကရီတတရားနတ်ဆရာမကြီးစီကိုမရအောင်တားမရမယ်လို့ပြောဆိုခဲ့တဲ့အခါဂါတာခါကရှီဗန်ညာအနေနဲ့ဒီကိစ္စကိုလုပ်ရင်ရာဟီဂျာတို့ကရှိမ့်မိသွားနိုင်တာကြောင့်ရီတကိုတားဆီးဖို့နဲ့ရီတရဲ့လက်ထဲမှာရှိတဲ့မန်တီကာကိုပြန်လဲရယူနိုင်ဖို့အပြင်ရှိုင်လက်ကိုတတ်သွားခဲ့တဲ့သူဟာလေစီရှာဖြစ်ထင်မြင်သွားအောင်လုပ်ဖို့စီရှာကို ခိုင်းစေခဲ့ပါတယ်။နောက်တနေ့မှာတော့ရီတက မန်တီကာကိုယူဆောင်ပြီးနက်ဆီယာမာကြီးစီကိုသွားဖို့ပြီးခင်ဖြစ်သူကိုလာရောက်ပြောဆိုနေခဲ့စင်ပါပဲရှီဗန်ညာကရီတက်နဲ့လိုက်ခဲ့ဖို့ပြောဆိုခဲ့ပေမဲ့ရီတက်ကလမ်းခံခဲ့တာကြောင့်ရှီဗန်ညာလည်းရီတက်သားသူမနဲ့အတူတူရှိနေရင်အနည်းငယ်ကင်းနိုင်ကြောင်းသူမကလည်းရီတက်အတွက်ဒိုင်းတစ်ခုလိုပဲဖြစ်ကြောင်း ရီတဲအန်ရဲတကူကူနဲ့တွေ့ကြုံနေရမလားဆိုပြီးအိမ်မနေပြီးရင်တိတ်တိတ်နဲ့စိုးရိမ်နေရမှုကိုမလိုတာကြောင့်ယာမနီကိုပြောပြခဲ့တဲ့အချိန်မှာတော့ယာမနီကလည်းရှီမန်ညာပြောပြတာကိုလက်ခံခဲ့ပြီးရီတဲနဲ့အတူတူလိုက်သွားဖို့ခွင့်ပြုပေးခဲ့တာကြောင့်ရီတဲလည်းဘာမှမပြောနိုင်တော့ပဲရှီမန်ညာကိုသူနဲ့အတူခေါ်လာခဲ့ရပါတော့တယ်။အဲဒီနောက်ရီတဲနဲ့ရှီမန်ညာတို့ကားတစ်စီးနဲ့အိမ်ကနေထွက်လာခဲ့ကြပြီးရှီမန်ညာကလည်းစီရှာကိုသူမရဲ့စိတ်ရယုံတွေကနေခေါ်လိုက်ပါတော့တယ်။ ရှီဗန်ညာရဲ့ခေါ်ဆိုမှုကိုသိရှိသွားခဲ့တဲ့စီရှာကလည်းဝေပြူကြောင်းကနေထွက်လာခဲ့ပြီးရီတဲမောင်းနေလာတဲ့ကားရှိမာရက်ပြီးတားဆီးလိုက်ကစီရှာရဲ့အသွင်ကစာရီဆက်ယုံထဲမှာရီတဲတွေ့မြင်ခဲ့ရတဲ့ပုံစံတိုင်းဖြစ်လို့နေခဲ့တာမို့ရီတဲကဦးလေးရှိုင်လက်ကိုတတ်သွားခဲ့တဲ့မွေမကသူ့ပဲလို့ရှီဗန်ညာကိုပြောပြခဲ့ပြီးကားကိုရက်တန်ကဆင်းလာခဲ့ပိုင်းရီတဲကသူစီကိုမွေမရောက်လာရတဲ့အကြောင်းကိုသိကြောင်းနဲ့အဲ့ဒီပစ္စည်းကိုလည်းနတ်ဆီယာမာကြီးစီကိုရောက်အောင်ပို့ပေးမှလို့ပြောဆိုခဲ့တာကြောင့်စီရှာလည်း ူရဲ့မိနဲ့ရီတစ်ကိုရက်ပတ်ကအဆိုပါမန်တီကာကိုတောင်းနေခဲ့ပေမဲ့ရီတစ်ကမပေးဘဲဖြစ်နေခဲ့တာကြောင့်သူရဲ့မိနဲ့လွှဲရန်ပြစ်လိုက်ကရီတစ်လည်းမြေကြီးပေါ်ကိုလဲကျသွားခဲ့ရပြီးဒုံဒုံနဲ့ခေါင်းကိုစောက်မိသွားခဲ့တာကြောင့်ဒဏ်ရာရသွားခဲ့ပါအဲ့နောက်စီရှာကရှီဗန်ညာကိုရပ်ပတ်ကအဆိုပါပစ္စည်းကိုမပေးပါကရှီဗန်ညာကိုတပစ်လိုက်မယ်လို့အချက်ကင်ချင်းချောက်လာခဲ့တဲ့အချိန်မှာတော့ရှီဗန်ညာကိုအတန်အန်ရဲ့မဖြစ်စီလို့တဲ့ရီတစ်တယောက်မန်ဒီကာကိုစီရှာရဲ့လက်ထဲကိုထည့်ပေးလိုက်ရပါတော့တယ် စီရှာလဲမန်တီကာကိုပြန်လည်ရရှိသွားပြီဖြစ်တာကြောင့်ချိန်နဲ့သွားခဲ့ပြီးထွက်သွားခဲ့ပါတော့တယ်။ရှီဗန်ညာလဲသူမရဲ့အသက်နဲ့ဘာမဆိုလဲနိုင်တဲ့ရီတရဲ့ချစ်တွေကိုစိတ်ထဲကနေချိန်နဲ့နေခဲ့ပြီးအဒီအချစ်တွေကိုပြန်မတုံ့ပြန်နိုင်ခဲ့တဲ့သူမရဲ့ဖြစ်ကိုလည်းတွင်းပြီကစိတ်မကောင်းတွေဖြစ်နေခဲ့ရပါတယ်။ရီတကတော့ရှီဗန်ညာဘာမှမဖြစ်တာပဲသူ့အတွက်ကံကောင်းခြင်းလို့တွတ်ဆာကနဆီယာမာဂျီစီကိုမသွားဖြစ်တော့ပဲအင်ကိုပြန်လာခဲ့ကြပါတော့တယ်။အင်ကိုပြန်ရောက်လာတဲ့ခါမှာတော့ ခေါင်းမှာဒဏ်ရာရလာခဲ့တဲ့ရီတစ်ကိုရှီဗန်ညာကစီလင်းပေးခဲ့ပြီးရီတစ်ရဲ့လက်ကုပ်ကအမတ်သားကိုချိလိုက်မိတဲ့အချိန်မှာတော့တချိန်ကကာတာကာပြောပြခဲ့ဘူးတာကိုအမတ်ရသွားခဲ့ပါအဆိုပါအမတ်သားကိုပိုက်ဆိုင်ထားတဲ့သူကမွေမျိုးနွယ်ရင်းနဲ့တနည်းနည်းပတ်သက်မှုရှိနိုင်ကြောင်းသူမှလည်းစွမ်းအားတချို့ရှိပြီးအဲလိုလူမျိုးကမွေမနဲ့ချိချိုက်မိခဲ့ရင်သူဟာမွေမရဲ့နာကျင်မှုတွေကိုအဝေးကနေတောင်သိနိုင်ကြောင်းတွင်နေမိခဲ့ကရီတစ်ပြောလိုက်တော့မှရှီဗန်ညာတရားအောင်စီးလူးနေတာကိုသတိရသွားခဲ့ပါ ။တဖက်မှာလည်းစီရှာကသူမရရှိလာခဲ့တဲ့ရှီဗန်ညာရဲ့မန်တီကာကိုကြည့်ပြီးရှီဗန်ညာရဲ့မန်တီကာမှာပါတဲ့အမှတ်သားရီတီရဲ့လက်ကုပ်မှာရှိနေခဲ့တဲ့အမှတ်သားနှစ်ခုစလုံးကတူညီနေခဲ့တာကြောင့်ဒါရီယာတခုခုနဲ့ပတ်သက်နေလိမ့်မယ်လို့တွေးနေမိခဲ့ပါရှိဗန်ညာလဲရီတေအရာဝင်မှုထွက်သွားခဲ့တဲ့အချိန်မှာတော့အဆူပါအမှတ်သားရဲ့အကြောင်းကိုသာစဉ်းစားနေမိခဲ့ပြီး သူမရဲ့မန်တီကာမှာရှိနေခဲ့တဲ့အမှတ်သား မွေမြူတဲ့ရနာပုံမြင်စာအုပ်ထဲကတွေ့ခဲ့ရတဲ့အမှတ်သားနဲ့ရီတရဲ့စီမားရှိတဲ့အမှတ်သားတွေအားလုံးကထတ်တူညီနေခဲ့တာကြောင့်ဒီအမှတ်သားတွေကမွေမြူတဲ့ရနာနဲ့တနည်းနည်းတော့ပတ်သက်မှုရှိနေလိမ့်မယ်လို့တွင်းနေမိခဲ့ကစာအုပ်ကိုပြန်ရှာပြီးဖတ်ရမယ်လို့ဆုံးဖြတ်ခဲ့ပြီးရိုက်တာရဲ့ခန်းကိုတွားရောက်ခဲ့ပါတယ် ရိုက်ဂျာကအခန်းထဲမှာအဆူပါစောက်ကိုဖတ်ရင်အိပ်ပျော်နေခဲ့တာကိုတွေ့မြင်လိုက်ရတဲ့ရှိဗန်ညာကရိုက်ဂျာအခန်းပြင်ကိုထွက်လာအောင်စီစဉ်ခဲ့က ရိုက်ဂျာမရှိခိုင်းစောက်ထဲကမှတ်သားကိုရှောက်ဖွေကြည့်ခဲ့ရမှာတော့မတွေ့တော့ပဲဖြစ်ခဲ့ရတာကြောင့်ရိုက်ဂျာကဘာရီလှုပ်ထားလဲလို့စဉ်းစားနေခဲ့စင်ပါပဲရိုက်ဂျာကအခန်းထဲကိုပြန်ဝင်လာခဲ့တာကြောင့်ရှိဗန်ညာလည်းမွေးသွင်းကိုပြောင်းကပုန်းနေခဲ့ရပါတယ် အခန်းထဲကိုပြန်ရောက်လာခဲ့တဲ့ရိုက်ဂျာလဲစာအုပ်ကသူ့ထားခဲ့တဲ့နေရာမှာမရှိဘဲနေရာရွေးနေတာကိုတွေ့မြင်လိုက်ရတာကြောင့်အခန်းထဲမှာဝင်းမရှိနေခဲ့တယ်ဆိုတာကိုရိမ့်မိသွားခဲ့ပြီးသူမှရှိတဲ့အဆောင်လက်စော့အားကိုနဲ့ဝင်းမကိုထွက်လာဖို့စိန်ခေါ်နေခဲ့ပါဒီလိုနဲ့ရိုက်ဂျာလည်းဝိမထွက်လာမဲ့အချိန်ကိုစောင့်ရင်အိပ်ပျော်သွားခဲ့ပါတော့တယ်။လက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲဆီရှာကရှီဗန်ညာမရှိကရှီဗန်ညာရဲ့ခန်းထဲကိုရောက်ရှိလို့လာခဲ့တာကြောင့ အင်ကြီးကျဲသီးပြုတ်နေလို့တိုင်ပတ်နေတဲ့ရီတစ်ကိုရှီဗန်ညာဖြစ်ဟန်ဆောင်ပြီးကျဲသီးကိုတက်ပေးခဲ့ရပြန်ပါတယ်။ရီတစ်ထွက်သွားပြီးတဲ့နောက်မှာတော့ရိုင်ဂျာရဲ့ခန်းထဲကနေထွက်လာခဲ့တဲ့ရှီဗန်ညာကိုတွေ့မြင်လိုက်ရတာကြောင့်စီရှာလည်းရိုင်ဂျာဖြစ်ပုံပြောင်းလိုက်ရင်အရာရာကိုသတိမလွတ်စေဖို့သတိပေးခဲ့ပါတယ်။စီရှာကအမှတ်သားပါတဲ့စာအုပ်ကိုတိချရှာဖို့နဲ့ရိုင်ဂျာပြုတ်ဝတ်ထားတဲ့ရာတခုတလေကိုတိလိုက်ရတာနဲ့အရာအလုံးကိုတိဖို့လမ်းစာကိုရပြီဖြစ်ကြောင်း ဒါကြောင့်သူပဲရိုက်တာကိုအနီးကပ်စောင့်ကြည့်လိုက်မယ်လို့ပြောဆိုခဲ့တာကြောင့်ရှီဗန်ညာလည်းသူမရဲ့ခန်းထဲကိုပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့မနက်ကိုရောက်တဲ့အခါမနက်စာစားတဲ့စပွဲမှာရန်ယာကရှိနေခဲ့ပြီးဂျာမနီကလည်းအဆဆရရအားမငယ်ဖို့အားပေးနေခဲ့ပါတယ်။အဆိုပါအချိန်အင်အောက်တက်ကိုစင်းသွားခဲ့တဲ့ရန်ယာကိုရှီဗန်ညာတရားမြင်တွေ့လာရတာမို့အောက်တက်မှာဂျာမနီတို့နဲ့အတူတူရှိနေခဲ့တဲ့ရန်ယာကစီရှာပြမန်းရိပ်မိသွားခဲ့ကစီရှာတရား ရိုင်ဂျာရဲ့လျှို့ဝှက်ချက်ကိုသိရဖို့အတွက်စတင်လှုပ်ဆောင်နေခဲ့ပြီဆိုတာကိုရှိပညာတရားသိနေခဲ့ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်မီကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ပါတယ်။